အီရတ်တမရာဆရန်ဟူဆိုင်သာဒီမတ်ကူဖ်လို့ခေါ်တဲ့အီရတ်ဟင်းလျာကိုမကြိုက်ခဲ့ဘူးဆိုရင်အမေရိကန်တွေသူ့ကိုဘယ်တော့မှဖမ်းမိမှာမဟုတ်ပါဘူး32ပတ်လုံးလုံးအမေရိကန်စစ်တပ်ကအီရတ်ကိုမျက်ချင်မပြစောင့်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ဆရန်ဟူဆိုင်နဲ့ပတ်သက်တဲ့သတင်းတစုံတရာမှမရခဲ့ပါဘူးဒီမစ်ရှင်မှာအမေရိကန်စစ်တပ်တင်မကပဲအမေရိကန်အထူးတပ်ဖွဲ့တွေ CIA ကာကွယ်ထောက်လှမ်းရေးအေဂျင်စီအမျိုးသားလုံခြုံရေးအေဂျင်စီနဲ့ FBI တို့ကလည်းအဓိကအခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ် လူထောင်ပေါင်းများစွာလူတယောက်တည်းကိုရှာဖွေနေခဲ့ကြပါတယ်။သူကတော့ဆက်တန်ဟူစိန်ပါ။ဆက်တန်ဟူစိန်စီကနေအမေရိကန်ကိုဘလို့ချင်းချောက်မှုတွေရှိနေခဲ့တာလဲ။ပြီးတော့မြေကြီးအောက်6ပေအနက်ကပြည့်ဝမြေကြီးနေရနေဆက်တန်ဟူစိန်ကိုသူတို့ဘလို့ရှာဖွေတွေ့ရှိခဲ့ရလဲ။ဝန်ထမ်းမြို့မှာ TV ကနေပြန်လည်ကြိုဆိုလိုက်ပါရဲ့ဗျ။ဒီဇလန်ကအမေရိကန်မှာ9/11တိုက်ခိုက်မှုတွေဖြစ်ပြီးရဲ့နောက်ပိုင်း Al-Qaeda အဖွဲ့ကနယူးယောက်နဲ့ Washington DC ကိုတိုက်ခိုက်ခဲ့ပြီးရဲ့နောက်စတင်ခဲ့ပါတယ်။ ဒီဖြစ်ရတဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ဒေါသကိုတကဘာလုံးကမြင်ခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်သမ္မတဂျော့ချ်ဘူးကအကြမ်းဖက်ဝါဒကိုပံ့ပိုးသူတိုင်းကိုပြစ်မှတ်ထားမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကအီရတ်ရဲ့အာဏာရှင်ဖြစ်တဲ့ဆန်ရန်ဟူစိန်ဟာ9/11မှာတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့အမေရိကန်ကဆန်ရန်ဟူစိန်ဟာအကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးကိုတွယ်ဝိုက်ပြီးထောက်ပံ့ပေးနေတယ်လို့ယူဆခဲ့ပါတယ်။ဒါပေမဲ့ဒီဆွဆွဲချက်ကအီရတ်ကိုတိုက်ရိုက်တိုက်ခိုက်ဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အမေရိကန်ကအီရတ်မှာ24နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ဆာဒမ်ဟူဆိုင်ရဲ့အာဏာကိုခြုံငိမ့်စေရဲဆိုတာတေချာခဲ့ပါတယ်။ဒါကြောင့်အီရတ်မှာဆာဒမ်ဟူဆိုင်ရဲ့အုပ်ချုပ်မှုကိုအဆုံးသတ်ဖို့နဲ့သူတို့ကိုတိုက်ခိုက်ဖို့အမေရိကန်အတွက်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုလိုအပ်ခဲ့ပါတယ်။ဒီအတွက်အမေရိကန်ကဆာဒမ်ဟူဆိုင်ဟာအီရတ်မှာအစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်တွေဆိုလိုတာနျူကလ িয়ার လက်နက်တွေဖတ်ထားတယ်လို့စတင်ဆွဆွဲခဲ့ပါတယ်။ဒီဆွဆွဲချက်အပေါ်အခြေခံပြီးအမေရိကန်2003ခုနှစ်မတ်လမှာအီရတ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ဝန် UK ဩစတြေးလျနဲ့ပိုလန်စစ်တပ်တွေကထောက်ပံ့ခဲ့ပြီးတော့သုံးဘက်အတွင်းအီရတ်မြို့တော်ဘက်ဒတ်ကိုရောက်ရှိခဲ့ပါတယ်။အီရတ်ကိုတိုက်ခိုက်ခဲ့တဲ့ပထမဆုံးနေ့မှာပဲတမရဆာဒန်ဟူစိန်တနင်္လာရောင်ထွက်ပြေးတင်းချောင်သွားခဲ့ပါတယ်။အမေရိကန်စစ်တပ်ဘက်ဒတ်ကိုရောက်သွားတဲ့အခါမှာဆာဒန်ဟူစိန်ရဲ့အရေးရောင်တော်မှမတွေ့ရတော့ပါဘူး။အမေရိကန်တင့်ငါးတွေနဲ့တပ်ဖွဲ့တွေကဘက်ဒတ်ကိုတင်ပိုက်ပြီးတော့ဆာဒန်ဟူစိန်ရဲ့24နှစ်ကြာအာဏာကိုဖျောက်ချခဲ့ပါတယ်။ နမကြီးဖာရော့စ်ရင်မြန်မာလဲဆန်ရန်ဟူစိန်ရဲ့ရုပ်တုကိုတပ်ဖွဲ့ဝင်တွေကဖြိုချပြီးသူတို့ရဲ့အောင်ပွဲကိုဆင်နွှဲခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုဆန်ရန်ဟူစိန်ရဲ့ရုပ်တုပြိုလဲခဲ့ပေမဲ့တကယ်ဆန်ရန်ဟူစိန်ကိုရှာဖို့ကတော့ဒီလောက်မလွယ်ကူခဲ့ပါဘူး။အခုတော့ American စစ်တပ်ရဲ့ပထမဆုံးဦးစားပေးရာဆန်ရန်နဲ့သူ့အစိုးရရဲ့ထိတ်တန့်အရာရှိကိုရှာဖွေဖို့ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် American စစ်တပ်ရဲ့စစ်သားတိုင်းကိုဆန်ရန်နဲ့သူ့ရဲ့52ဦးသောအရာရှိကိုဘယ်နေရာမှာပဲတွေ့တွေ့အရှင်ဖြစ်စီအသေးဖြစ်စီ ဘလို့အခြေအနေမျိုးနဲ့မဆိုဖမ်းဆီးရမိဖို့အပြည့်အဝအခွင့်အာဏာပေးထားခဲ့ပါတယ်။ဒါပေမဲ့အလို့ရှိဆုံးစီးရင် most wanted ထဲမှာအရာရှိစုစုပေါင်း52ဦးပါဝင်ပါတယ်။သူတို့ရဲ့မျက်နှာတွေကိုလူတိုင်းမှတ်မိစေဖို့အတွက်အထူးကပ်ပြားတွေကိုရိုက်နှိပ်ခဲ့ပြီးအဲ့ဒီထဲမှာဆဒန်ဟူစိန်နဲ့သူ့ရဲ့အရာရှိ52ဦးရဲ့ပုံတွေကိုရိုက်နှိပ်ထားပါတယ်။အကြောင်းဟာကပ်ပြားတွေထဲမှာစုစုပေါင်း52ကပ်ရှိပြီးအလို့ရှိဆုံးစီးရင်မှာလည်း52ယောက်ပါဝင်နေလို့ပါ။ဒီလိုလှုပ်လိုက်တဲ့အတွက်စစ်သားတွေကသူတို့ရဲ့အားလက်ချိန်တွေမှာကကစားရင်းနဲ့ တို့ပြစ်မှတ်တွေရဲ့မျက်နှာကိုထက်ကတလဲလဲမြင်နေရပြီးမှတ်မိသွားကြပါတယ်။နောက်ထပ်လာအနေငင်ကြတဲ့အထိ American စစ်တပ်ကအီရတ်မှာရှာပြီးရှာနေခဲ့ပါတယ်။တို့အိမ်ကြီးဆွေမျိုးတွေစိုင်းတွေကောလိပ်တွေနဲ့ပလီတွေအထိစစ်ဆေးခဲ့ကြပါတယ်။တို့တည်ထားတာကတော့စက်ထံဟာအီရတ်မှာရှိနေရဆိုတာပါပဲ။ဒါပေမဲ့ဘယ်နေရာမှာလဲ။ဒီလုပ်ငန်းစဉ်ကလာပေါင်းများစွာကြာခဲ့ပေမဲ့ဆရန်ဟူစိန်နဲ့သူ့ရဲ့သားနှစ်ယောက်ရဲ့ခြေအောက်ကိုလုံးဝမတွေ့ခဲ့ရပါဘူး။ ဒီနောက်မှာတော့အမေရိကန်ဆာဒမ်ဟူစိန်ဒါမှမဟုတ်သူ့ရဲ့သားရည်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ပေးနိုင်သူတိုင်းကိုဒေါ်လာ55သန်းစုချမယ်လို့ကြေညာခဲ့ပါတယ်။သူ့သားရည်အတွက်ဒေါ်လာ15သန်းစီနဲ့ဆာဒမ်ဟူစိန်အတွက်ဒေါ်လာ25သန်းတတ်မှတ်ထားခဲ့ပါတယ်။နောက်ပြီးအီရတ်မှာဆာဒမ်ဟူစိန်ကိုစန့်ကျင်သူတွေအများကြီးရှိပါတယ်။ဒီလိုစုတွေကြောင့်ငွေမဲ့လိုပဲဖြစ်ဖြစ် အချက်အလက်တချို့ရလာမယ်ဆိုတာကိုအမေရိကန်သိကြခဲ့ပါတယ်။ပြီးတော့ဒါကလည်းတကယ်ဖြစ်လာခဲ့ပါတယ်။ လူတစ်ယောက်ကအမေရိကန်စစ်အခြေဆိုင်စခန်းကိုတွားပြီးစံတောင်စင်းရဲ့သားနှစ်ယောက်ဖြစ်တဲ့ဦးရေးနဲ့ကုစေးတို့ဟာသူ့အိမ်မှာရှိနေတယ်လို့ပြောပြခဲ့ပါတယ်။ပထမတော့ဘယ်သူမှမယုံခဲ့ကြပါဘူး။ဒါပေမဲ့အမေရိကန်စစ်တပ်ကအိမ်ကို၄ဘက်၄တောင်ဝိုင်းလိုက်တဲ့အခါဦးရေးနဲ့ကုစေးတို့ဟာတကယ်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။သူတို့ကလည်းလက်နက်အပြည့်စုံနဲ့ဖြစ်နေရကြတော့တိုက်ရိုက်အပြင်ထွက်ဖို့စမ်းသပ်မရှိခဲ့ကြပါဘူး။ဒီလိုနဲ့အချိန်ချင်းစူးစမ်းပြီးတဲ့နောက်မှာအိမ်ကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရပါတယ်။စစ်သားတွေအိမ်ထဲဝင်သွားတဲ့အခါ ဦးလေးနဲ့ကုစေးရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒါဆရာဟူစိန်ရှိရာရက်ကိုရှာတွေ့ဖို့နောက်ဆုံးမျှော်လင့်ချက်ပါဆုံးရှုံးသွားခဲ့တာပါပဲ။ဒါပေမဲ့ American စစ်တပ်ကလက်မလျှော့ခဲ့ပါဘူး။တစ်ဖက်မှာလည်းဆရာဟူစိန်ရဲ့အပေါင်းပါအများပြားကိုအရှင်ဖမ်းမိခဲ့ပေမဲ့ဘသူစီရာမှာတရင်ချက်လက်မရခဲ့ပါဘူး။အခုဆိုရင်လေးလကြာခဲ့ပြီဖြစ်ပြီး American စစ်တပ်ကဆရာဟူစိန်ဟာတိုက်ခိုက်မှုတစ်ခုမှာတေဆုံးသွားတော့ပြီလို့တွေးလာမိတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။ ဒီလိုတွေးနေရင်အမေရိကန်စစ်တပ်ရဲ့ကြိုးပမ်းအားထုတ်မှုတွေလည်းလျော့နည်းလာခဲ့ပါတယ်။စစ်ရေးလှုပ်ရှားမှုတွေပဲဖြစ်ဖြစ်ထောက်လိုင်းအစီရင်ခံစာတွေမှာပဲဖြစ်ဖြစ်ဆာရန်ဟူစိန်အသက်ရှင်နေကြောင်းဘယ်အရာမှညွန်ပြနေခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီအချိန်တော်အတွင်းမှာအတန်ဖိုင်တစ်ခုဟာဇာတ်ကြောင်းတစ်ခုလုံးပြောင်းလဲပစ်ခဲ့ပါတယ်။ဒီအတန်ဖိုင်ကဆာရန်ဟူစိန်ရဲ့အတန်ဖြစ်ပြီးတော့သူ့ရဲ့တားနှစ်ယောက်တည်ဆုံသွားတာနဲ့ပတ်သက်ပြီးဝမ်းထဲပူဆွေးမှုကိုဖော်ပြနေရပါ။ဒီအတန်ဖိုင်ရဲ့အတိတ်ပဲကဆာရန်ဟူစိန်ဟာအသက်ရှင်နေသေးပဲဆိုတာကိုပြသနေရပါပဲ။ ဒီလိုနဲ့ American ပြည်တော်စုကဆဒမ်ဟူစိန်ကိုရှာဖွေဖို့ကြိုးပမ်းအားထုတ်မှုတွေကိုတဖန်ပြန်လဲအရှိန်မြှင့်တင်ခဲ့ပါတယ်။သူ့ရဲ့ခေါင်းပေါ်ကဒေါ်လာ25သန်းစုငွေကိုဒေါ်လာတန်း30အထိတိုးမြင့်ခဲ့ပါတယ်။ဒါအပြင်တရင်ပေးသူကို American နိုင်ငံသားဖြစ်ခွင့်မှာဂရီးပြုခဲ့ပါတယ်။ဒီလိုများပြားလာတဲ့ငွေကြေးအပေါ်မန်မောပြီးလူတိုင်းကသူ့ရဲ့ကံကိုစမ်းသပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဤရွယ်လူမျိုးတွေဟာမှားရွေးတဲ့တရင်အချက်လက်တွေကိုပေးစာပြုလာခဲ့ကြပြီးဆရာဟူစိန်ကိုအဲ့ဒီနေရာကနေဖမ်းမိခဲ့ရင်စုငွေရလိမ့်မယ်လို့မျှော်လင့်နေခဲ့ကြတာပါ ဒါပေမဲ့ဒါကအမေရိကန်အလုပ်ကိုပို့ပြီးတော့ခက်ခဲစေခဲ့ပါတယ်။အခုဆိုကက်တီတွေကလူအလုံးနှီးပါးကိုဖမ်းမိခဲ့ပါပြီ။စံတုံစိန်အပါဝင် အနှဲငယ်ပဲကြံပါတော့တယ်။ဒီတော့တွင်မှာကာကွယ်ထောက်လိုင်းအေဂျင်စီကတက်ချက်ကြီး Eric Maddox ကကက်တီနဲ့လုံးဝမတူတဲ့ဥဒိယာတစ်ခုကိုစတင်စဉ်းစားခဲ့ပါတယ်။ဒီ Race Bureau တို့အတွက်သတင်းကောင်းတစ်ခုရှိပါတယ်ဗျ။ကျွန်တော်တို့လိုဗီဒီယိုတီးဖြန်ပြီး editing ကိုလေ့လာခြင်းလည်းဆိုရင် video editing cost ဗီဒီယိုတီးဖြန်ပြီးတင်တန်းကိုမြန်မာငွေ900ကျပ်ထဲနဲ့ရယူနိုင်ပါတယ်ဗျ။ ။ဒီသင်တန်းအားဆိုရင် Premiere Pro နဲ့တင့် Mobile Phone နဲ့အသုံးပြုပြီး Video တီးဖြတ်နေ Editing ကိုသင်ယူရမှာပါ။စိတ်ပါဝင်စားလို့ရှိရင် Viber နဲ့တဆင့်ဆက်သွယ်နိုင်ပါတယ်။ကဲကျွန်တော်ရဲ့ဇာတ်လမ်းကိုပြန်ဆက်လိုက်ကြအောင်။ Maddox တွေ့တာအလိုရှိဆုံးစီးရင်ထဲမှာပါတဲ့သူတွေဟာအများအားဖြင့်စံတန်ဟူစိန်အစိုးရရဲ့ထိတ်တန့်အရာရှိတွေဖြစ်နေရပါပဲ။သူတို့ရဲ့အာဏာကစံတန်ဟူစိန်နဲ့အတူရှိနေရပါဒီအချိန်မှာဆာဒန်ဟူစိန်အတွက်တစုံတစ်ယောက်ကိုအလိုအဆုံဖြစ်ခဲ့မယ်ဆိုရင်သူတို့ကသူ့ရဲ့ကိုယ်ရံတော်တွေပါပဲ ဆန်တန်ဟူစိန်ရဲ့ကိုရံတော်တွေကိုအမျိုးအစား၃မျိုးခွဲထားပါတယ်။တစ်မျိုးကသူ့နန်းတော်ကိုကာကွယ်တယ်။နောက်တစ်မျိုးကဆန်တန်သွားမဲ့နေရာကိုကြိုရှင်းပေးထားတယ်။တတိယအမျိုးအစားကတော့ဟာမာယာပါ။ဒီကိုရံတော်တွေကဆန်တန်ဟူစိန်နဲ့အမြဲတမ်းအတူတူရှိနေတတ်ပါတယ်။ဒီအချိန်မှာဆန်တန်ဟူစိန်ဟာသူ့ကိုအလိုအဆုံးဖြစ်နိုင်ပါတယ်။ Eric Maddox ကဒီကိုရံတော်တွေကိုရှာဖို့ဆန်တန်ဟူစိန်ရဲ့ဇာတိမျိုး Tigrit ကိုတွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့မှာဆန်တန်ဟူစိန်ရဲ့ကိုရံတော်ဖြစ်တဲ့ မိုဟာမက်အီရိုင်အိုမာရဲ့တားကိုမင်းမြန်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ဒီကိုရန်တော်လည်းတနေရာမှာပျောက်ဆုံးနေခဲ့ပါတယ်။ဒီနောက်မှာတော့သူကဆဒန်ဟူစင်ရဲ့အလွန်အိုဟောင်းနေပြီဖြစ်တဲ့အစီကံတဦးနဲ့တွေ့ဆုံခဲ့ပြီးအဲ့ဒီကနေဆဒန်ဟူစင်ဟာမတ်စကူဖ်လို့ခေါ်တဲ့အီရတ်ငါးဟင်းလျာကိုကြိုက်နေတဲ့ကြောင်သိရှိခဲ့ရပါတယ်။ဒီနေရာမှာမက်ဒေါ့ခ်စ်ဟာဆဒန်ဟူစင်ရဲ့ကိုရန်တော်ဖြစ်တဲ့မိုဟာမက်အီရိုင်အိုမာရဲ့တားကိုစစ်ဆေးမင်းမြန်မှုအတွင်းမှာသူ့ဖေဟာငါးဖန်းတာကိုလွန်နှစ်သက်ကြောင်ပြောပြခဲ့ရအောင်ပြန်အမှတ်ရသွားခဲ့ပါတယ်။ ပြီးတော့ तू ကဆာမီရွာမြို့မှာရှိနေတဲ့ငါးမွေးမြူကြီးချမ်းပိုင်ရှင်လည်းဖြစ်ပါတယ်မက်ဒော့စ်ငါးမွေးမြူကြီးချမ်းကိုရောက်တဲ့အခါမှာတော့မိုဟာမက်အီဘရာဟင်အိုမာကိုမတွေ့ခဲ့ရပါဘူးဒါပေမဲ့တန်ကားတဲ့နှစ်ဦးကိုတွေ့ခဲ့ရပါတယ်ဒီတန်ကားတွေကအီဘရာဟင်အိုမာနဲ့ဓာတ်ရိုက်ပတ်သက်မှုမရှိခဲ့ပါဘူးဒါပေမဲ့သူတို့တွေကတယောက်ကအီရက်ပျောက်ကြားတိုက်ခိုက်ရေးတမားတဦးရဲ့ညီကိုဝမ်းဝဲဖြစ်နေအောင်တွေ့ခဲ့ရပါတယ်ဒီနေရာမှာပြောပြချင်တာကတော့ဆန်တန်ဟူစိန်ရဲ့အာဏာကိုဖျောက်ချခဲ့ပြီးတဲ့အခါမှာသူ့ရဲ့ရင်းကြီးရဲ့စစ်ဘက်အရာရှိတွေဟာ ်အမေရိကန်စစ်တပ်ကိုစန့်ကျင်ပြီးပျောက်ကြားစစ်ပွဲစတင်ခဲ့ကြပါတယ်။ဒီပျောက်ကြားတိုက်ခိုက်ရေးသမားတွေဟာဆဒန်ဟူစိန်ရဲ့အရင်းအနှီးဆုံးကိုယ်ရံတော်တွေဖြစ်တဲ့အီဘရာဟင်အိုမားရဲ့လမ်းညွှန်မှုကိုလိုက်နာရတယ်လို့ယုံကြည်ရပါတယ်။ဒီတင်္ဂါတွေကသူ့ရဲ့ဦးလေးအကြောင်းကိုလည်းပြောခဲ့ပြီးအဲ့ဒီဦးလေးရဲ့အိမ်ကဘတ်ဒတ်မှာရှိပါတယ်။မဒော့စ်ကဒီနေရာအနေနဲ့အချက်အလက်အချို့ရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဘတ်ဒတ်ကအဲ့အိမ်ကိုသူ့အဖွဲ့နဲ့အတူဝန်းရံခဲ့ရပါတယ်။အန်ဟောစရာကောင်းလာအောင်အီဘရာဟင်အိုမားအဲ့မှာပုံနေခဲ့တာပါ။ အီဘရာဟင်အိုမာဆရာဟူစိန်ရဲ့ကိုယ်ရံတော်ဖြစ်ပြီးတော့သူ့ရဲ့ငားမွေးမြူရီချမ်းအနေဆရာဟူစိန်အတွက်ငားဟင်းနေပို့ပေးလိရှိပါတယ်။လက်ရှိမှာတော့သူဟာအမေရိကန်စစ်တပ်ကိုစန့်ကျင်ပြီးပျောက်ကြားစစ်ပွဲကိုဦးဆောင်နေခဲ့ပါတယ်။ပြီးတော့ဆရာဟူစိန်ရဲ့တကယ့်တည်နေရာကိုသူသိခဲ့ပါတယ်။ဖမ်းဆီးခံရပြီးရဲ့နောက်မှာတော့သူဘာမှပြောဖို့အသင့်မရှိခဲ့ပါဘူး။ဒါပေမဲ့မက်ဒော့စ်ကသူ့ကိုစစ်ဆေးမေးမြန်းပြီးသူနဲ့သူ့မိသားစုကိုအမေရိကန်မှာနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့အာမခံလိုက်တဲ့အခါသူစကားပြောလာခဲ့ပါတယ် အီဘရာဟင်ကစာတန်ဟူစိန်ဟာအဒေါ့ဘ်လို့ခေါ်တဲ့မျိုးတစ်မျိုးမှာပုံအောင်နေတယ်လို့ပြောပြခဲ့ပါတယ်။သူ့ရဲ့အချက်ပြမှုနဲ့အတူအမေရိကန်တပ်ဖွဲ့တွေကအဒေါ့မျိုးကိုစတင်ရှာဖွေခဲ့ကြပါတယ်။ Tigris မြေကမ်းဘေးမှာလဲတဲ့နှလုံးရှိခဲ့ပါတယ်။ဒါပေမဲ့နှလုံးကဗလာနှက်တီပါပဲ။အဲ့ဒီအချိန်မှာတပ်ဖွဲ့တွေနဲ့အတူပါလာတဲ့အီဘရာဟင်အိုမှာကျမ်းပြပေါ်မှာကျိုးတစ်ချောင်းပုံလျက်သားရှိနေတဲ့နေရာကိုလက်ညှိုးထိုးပြခဲ့ပါတယ်။အဲ့ဒီကျိုးကအလွန်ရှည်လျားပြီးမြေပြင်ကနေပင့်ကူတွင်စပိုင်ဒါဟိုးတစ်ခုလည်းဝင်ရောက်သွားတာကိုတွေ့ရပါတယ် ဒီပင်းကူတွင်းရဲ့ဝင်ဝါကိုစတိုင်ရိုဖုန်းနဲ့ပိတ်ထားခဲ့ပါတယ်။ဒီတွင်းကိုဝင်လိုက်တဲ့အခါမှာတော့အတွင်းမှာမှောင်မိုက်နေရလွယ်လို့ဘာမှမရှိခဲ့ပါဘူး။ဒီအချိန်မှာစစ်သားတအူးကလက်ပြပုံတစ်လုံးကိုအတွင်းထဲကိုပြတ်တော့မလို့လုံနေတော့တွင်းထဲကနေလက်နက်ဖက်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။ဒီမုတ်ဆိတ်ရှင်တဲ့လူကသူ့နာမည်ဆာရန်ဟူစိန်ဖြစ်ပြီးသူဟာအီရတ်တမရဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အမေရိကန်စစ်တပ်ဟာဆာရန်ဟူစိန်ကိုအရှင်ဖမ်းရမှာအောင်မြင်ခဲ့ပါတယ်။32ပတ်ကြာဇက်တိုက်ကြိုးပမ်းအားထုတ်ပြီးတဲ့နောက်မှာတော့ အဲရစ်မက်ဒေါ့ခ်စ်ရဲ့ကြိုးပမ်းမှုတွေနောက်ဆုံးတော့အရာထင်ခဲ့ပါတယ်။နောက်ပိုင်းမှာဆန်းစစ်ကြီးရဲ့အခါမက်ဒေါ့ခ်စ်တာဆာတန်ဟူစိန်ဟာမတ်စကူဖ်လို့ခေါ်တဲ့ဟင်းလျာကိုကြိုက်နှစ်တက်တယ်ဆိုတာမသိခဲ့ဘူးဆိုရင်သူဒီနေရာကိုဘယ်တော့မှရောက်လာမှာမဟုတ်ဘူးလို့ကောက်ချက်ချခဲ့ပါတယ်။နောက်ပိုင်းမှာဆာတန်ဟူစိန်ကအီရတ်မှာအစုလိုက်အပြုံလိုက်ဖြက်စည်းရေးလက်နက်တွေဖြွာထားတယ်ဆိုတဲ့စူဆွဲချက်ကမမှန်ဘူးဆိုတာထင်ရှားခဲ့ပါတယ်။အမေရိကန်သမ္မတဂျော့ချ်ဘူးစ်ကလည်းကျွန်တော်တို့အဲ့မှာဘာမှမတွေ့ခဲ့ပါဘူးလို့အတီးပြူပြောကြားခဲ့ပါတယ်။ ကျွန်တော်ဝန်းနာမြန်မာ TV ရဲ့ DVD ကိုကြိုင်းနဲ့တက်ပြီးမျှော်ဝေပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်။ချစ်ခင်ရတဲ့ comment တွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်။